င်္ဂလာပါဘုရားတိရမြန်မာပါကပြုတော်မယ်ဒီကနေ့ဂျွန်လာ6ဂျွန်လာ9ရက်နေ့2022ခုနှစ်ဖြစ်ပါတယ်ပြည်တော်စုညီကိုရောများညီညာရေးကောင်စီနယူးယောက်မြို့အမေရိကန်ပြည်တော်စုမှဒီစီဇန်ကိုမြန်မာပြည်သူများထံတင်ပြနေပါတယ်ကျွန်တော်ကတော့ညီညာရေးကောင်စီရဲ့အမေရိကန်နိုင်ငံဆိုင်ရာဒါရိုက်တာဇော်မင်းဖြစ်ပါတယ်ကျွန်တော်မင်းမြတ်မဲ့ပုံကတော့ရှင်လေးလုံးရေတော်ဘုံကြီးရဲ့အဓိကခေါင်းဆောင်လူဖြစ်တဲ့ကိုမိုးဟိန်းဖြစ်ပါတယ်။ကိုမိုးဟိန်းကဟုတ်ကဲ့ 88မျိုးဆက်ချောင်းသားကောင်းဆောင်ကိုကိုကြီးကဒီနေ့ဇွန်လ8ရက်နေ့2012ခုနှစ်မှာရခိုင်မောင်းတော်ပြည်နာအတွက်မီဒီယာတွေကိုကိုကိုကြီးတွစ်ဆုံပြီးတော့အခမ်းအနားမှာကိုကိုကြီးကရေညာရေညာမြန်မာတိုင်းရင်းသားလုံးဝမဟုတ်ကြောင်းအတိအကျပြောကြားလိုက်ပါတယ်။ကိုမိုးဟိန်းအနေဖြင့်88မျိုးဆက်ချောင်းသားကောင်းဆောင်ကိုကိုကြီးရဲ့ပြောကြားချက်ကိုဘယ်လိုထင်မြင်ယူဆပါလဲ။အဲထောက်ခံပါလားကန့်ကွက်လိုပါလားလူပေါ်ရရှိပါလိမ့်မယ်။ကိုကိုကြီးရဲ့ဒီနေ့ မီဒီယာတွေကိုပြောလိုက်တဲ့ရှင်းရှင်းရောသားကောင်းကောင်းကိုကိုကြီးရဲ့ရိုးရင်းညာကြီးမြန်မာတိုင်းရင်းသားလုံးဝမဟုတ်ကြောင်းပြောဆိုချက်ကိုကျွန်တော်လုံးဝထောက်ခံဟုတ်ကဲ့ရိုးရင်းညာမြန်မာတိုင်းရင်းသားမဟုတ်ပါဟုတ်ကဲ့ဘလို့ဒီနေ့မှခက်တယ်ဟုတ်ကဲ့သို့တော့ကဘာဝမှာနေထိုင်ကြတဲ့လူသားအားလုံးဟာဒုဒုပါပဲဟုတ်ကဲ့နော်လူသားတွေဖြစ်နေကျွန်တော်တို့ကတို့ဘုံမှာစာနာမှုတရားနဲ့တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းတို့နိုင်ငံသားဖြစ်ဒီမှန်ပြောအော်လို့လိုက် ဟုတ်ဘူးရိုးရင်းကဘင်္ဂလီလည်းမဟုတ်ဘူးဘင်္ဂလီအနယ်တွေပေါ့ဒါပေမဲ့ဘင်္ဂလီတွေရကြည့်လို့ရှိရင်ဘင်္ဂလီတွေရကြည့်တဲ့အခါမှာရိုးရင်းကဘင်္ဂလီမဟုတ်ဘူးရခိုင်ကကြည့်တဲ့အခါမှာလည်းဘင်းရိုးရင်းကရခိုင်မဟုတ်ဘူးဗမာကကြည့်တဲ့အခါမှာလည်းရိုးရင်းကဒီဗမာမဟုတ်ဘူးချင်းကကြည့်လို့လည်းရိုးရင်းကဒီချင်းမဟုတ်ရှင်းနေတာပဲဟုတ်ကဲ့ရေးရရေးမီးရမီးပဲရှင်းရှင်းလေးပဲအဖြူအဖြူမဲရမဲပဲဟုတ်ဘူးမဟုတ်တော့ဘူးတော့အားနာပြီးတော့မဟုတ်ဘူးပြောလို့မရဘူးမဟုတ်ပါလေပြောလို့မရဘူး ကိုနိုင်ငံရေးပေါက်ခံမှုလို့ကျွန်တော်ကိုနိုင်ငံရေးခေါင်းဆောင်ဖြစ်ချင်လို့မင်းတို့ဖြစ်ချင်တမနာဖြစ်ချင်လို့ကိုအစိုးရမြဲချင်လို့ကိုပေါက်ခံအောင်ဆိုပြီးတော့ရိုးရင်းရောရိုးရင်းမဟုတ်ပါပဲနဲ့တိုင်းရင်းသားဟုတ်ပါလို့ပြောရဆိုလို့ချင်းကျွန်တော်လုံးဝဘယ်ခေါင်းဆောင်လို့ကျွန်တော်ရှုတ်ချတယ်ကျွန်တော်လည်းရှုတ်ချတယ်ဟုတ်ကျွန်တော်ပြောတာရှင်းရှင်းလေးပဲအမှန်တမ်းပြောရမယ်အော်ကိုကိုကြီးကပမာပြည်ထဲမှာနိုင်ငံရေးခေါင်းဆောင်ကြီးအများကြီးရှိဟုတ်ကဲ့ဂျားရဲကနေပြီးတော့ရှင်းတဲ့ရောင်းကောင်းကောင်းကြီးအများကြီးရှိတဲ့ဂျားရဲကနေဟုတ်ကဲ့ကိုကိုကြီးကဆပြီးတော့ ီကိစ္စအေးအောင်ဝန်နဲ့ရိုဟင်ညာဒီမြန်မာတိုင်းသားမဟုတ်ဘူးလူသားချင်းစာနာလို့လက်ခံထားတာတကယ်လို့စော်ကားလာမယ်တိုင်းသားတွေပုံမှာရခိုင်တွေပေါ်စော်ကားလာမယ်ဆိုလို့ရှိရင်တပ်မတော်အင်အားစုနဲ့တွဲပြီးတော့နိုင်ငံကဖိအားပေးလာမယ်ဆိုလို့ရှိရင်နိုင်ငံကြီးတွေအကုန်လုံးရင်ဆိုင်မှုအတက်နေလို့ကိုကြီးပြောသွားတဲ့ကိစ္စကိုကျွန်တော်ဒီနေရာကနေပြီးတော့အမေရိကန်ပြောင်းနယူးယောက်စီးတီးယားနေလို့ကျွန်တော်ကိုကိုကြီးကိုလုံးဝအုတ်တုံထောက်ခံလိုက်တယ်ကျွန်တော်လည်းထောက်ခံပါတယ်နော်အဲ့ဒါကြောင့်ကိုကြီးကိုကျွန်တော်ဒီလိုပဲစကားပဲနော်ကိုကြီးဟာနိုင်ငံကြီးကောင်းဆောင်တယောက် ဖြစ်တယ်ဆိုတာနောက်က88ကျောင်းသားကောင်းဆောင်ရင်ထဲမှာဘသူကောင်းဆောင်ဆိုတာရှင်းကောင်းပြလိုက်တာဟုတ်ပါတယ်ကျွန်တော်တို့ဒီဟိုကြီးကကျွန်တော်ချင်းတတ်တယ်ဒီလိုပြလိုက်တာဟိုကြီးကကောင်းဆောင်မှုအခြေရှိလားမရှိလားဘသူဒီကောင်းဆောင်လဲဆိုတာအချက်တည်းကပြသွားတာဟုတ်တယ်ကိုကြီးစနားနေတာမဟုတ်ဘူးဟုတ်တယ်ကြည့်ဒီလိုက်ထိုင်နေစနားနေတာမဟုတ်ဘူးသူတမ်းမြင်နေတမ်းပြောလို့ဘယ်လိုနေလဲပတ်သက်ပြီးတော့မပြောရမလဲဆိုတော့နိုင်ငံရေးကောင်းဆောင်နေစနားနေကြတယ်ဟုတ်တယ် မနေ့ကတပတ်ခါတော့ကျမစပြောတော့မယ်ဗျာဒါမကောင်းတော့ကျမလည်းပြောမယ်ဒါစဉ်းစားနေဒါမကောင်းဘူးဒါအနာချမ်းအောင်စဉ်းစားနေဟုတ်တယ်ရှောင်မှုသူများကိုလက်မခံတော့အောင်စကလုံးတွေရှောင်ရှားဖို့တိုင်ပင်နေကြဟုတ်တယ်ဒီကိစ္စကိုရှင်းအောင်လုပ်မှာဒါမဆိုင်ဘူးဗျာနိုင်ငံရေးခေါင်းဆောင်ဆိုတာတိုင်းပြည်ရဲ့ခေါင်းဆောင်ဆိုတာဗျာကိုပြည်သူတွေညနာမယ်လို့ပြက်တာလို့ဟုတ်တယ်ဥပမာကျွန်တော်နိုင်ငံမှာဟုတ်တယ်ဥပမာဒီမိုးစနေရဖြစ်တဲ့အင်ဒိုနီးရှားမှာဘူလာရန်အကြောင်းတာဘွားနဲ့ မွတ်စလင်ကြီးမှုလည်းမနေခဲ့ဟုတ်တယ်သူဖခင်ရင်ရတယ်ကင်ညာမွတ်စလင်ဟုတ်ကဲ့သူ့ရဲ့ပထရစ်စတ်ဖာသာကလည်းပဲအင်ဒိုနီးရှားကမွတ်စလင်ဟုတ်ပါရဲ့နော်အင်ဒိုနီးရှားအိုဘားမားကသူ့ဘွားတော်ဆောင်တော်ကမွတ်စလင်ရဲ့လူ့ဖွဲ့စည်းရေးမှာနေထိုင်ကြီးမြင့်ခဲ့တဲ့အတွက်ကြောင့်ဘလူးလီနဲ့ပြပြအိုဘားမားမွတ်စလင်အပေါ်မှာဘလူးဖစ်သူကြီးတသက်ညညာနဲ့ရင်ပန်းနေပေါ်ကကျွန်တော်ပြောရင်တို့တော့အမေရိကန်ပြည်တော်စုကသူ့တမနာကိုရွေးချယ်လိုက်တဲ့အခါ အမေရိကန်ပြည်သူတန်း300ရဲ့ဂျန်သူအမေရိကန်ပြည်သူတန်း300ကိုစော်ကားလာခဲ့တဲ့အဲကိုင်ရာကောင်းတော့အိုစမာပဲလာရင်ကိုအပြည့်ရှင်းရမယ်ဆိုတဲ့အခါမှာတမလာအင်တော်မှာရှိတဲ့စစ်စင်ရေးခန်းမတွေကနေတော့ဓာတ်ရိုက်ပြစ်မိတ်ကိုပေးပြီးတော့ကိုစစ်စစ်စစ်စင်ရေးစီမံချက်ပြုကိုယ်တိုင်ကုတ်ခဲ့ပြီးတော့အသေးတပ်ပြီးရှင်းနေခဲ့တာအိုဘားမားကဲလောက်ကဘလော့မန်လဲဆိုတော့ပြောက်ဟုတ်တယ်ကိုတိုင်ပြည်သူတွေဂျိုးစီဘောင်းနဲ့ပတ်သက်ပါလို့ရှင်တိုင်ပြည်လူတွေကထောက်ခံတဲ့ဆိုနိုင်ငံရေးကောင်းဆောင်မှန်တယ်များတယ်ဘတော်မှာ လေနာတစ်ဖက်နင်းလို့မရအောင်ဟုတ်တယ်ဘယ်တော့မှခွာထားလို့မရအောင်ဟုတ်ဘယ်တော့မှလူကြိုက်မရအောင်စကားကိုပိုတမျိုးတီးလို့ပြောလို့မရအောင်ပြပြစကားရှိရမယ်ဆိုတော့ကျွန်တော်ဒီနေရာနေပြီးတော့မမာယီမှာရှိတဲ့နိုင်ငံရေးကောင်းဆောင်တွေကျွန်တော်သတိပေးနေတယ်မပေးနော်ကျွန်တော်ပြည်သူရခိုင်ပြည်သူပြည်သားတွေအကုန်လုံးဒုက္ခတွေရောက်ပြီးတော့ကျွန်တော်ဆက်လေးရောက်မှရှိနေပြီလဲချုပ်ခံရနေတယ်တနက်နေ့တိုင်းပြီးတော့ဖွင့်လက်ပြရတယ်ဟုတ်တယ်ကိုမီပေါ်မှာကိုအိမ်ထဲမှာကိုခြံထဲမှာဧည့်သည်ကနေလိုက်ပြီးတော့တို့တည်းရဲ့လူပြေးနေရတယ်ဆိုရင်ကျွန်တော်တို့ရခိုင်တိုင်းရဲသားတွေဟောဟော ိုင်ငံရေးကောင်းဆောင်ကိုပါဇက်ပိတ်လေနော်ဟုတ်တယ်တော်ရည်ကလည်းဘာမှမဖြစ်ဘူး။နိုင်ငံရေးကောင်းအောင်ဆိုဆုံးဖြတ်ချက်ဆိုတာမနက်ကတော့လို့မရဘူး။ဆုံးဖြတ်ချက်တွေတော့တပတ်ကတော့လို့မရဘူး။နောက်တောင်းရကတော့လို့မရဘူး။ဟုတ်ပါဘူး။လုံးများနေပါလို့ဆိုတော့လို့မရဘူး။ No no ။ဘာလို့လဲဆိုတော့နိုင်ငံရေးမှာတစ်နိုင်တစ်နိုင်ဆိုတော့နောက်ကျတော့ဘူး။ဟုတ်တယ်။စီရေးမှာတစ်မိနစ်ကနောက်ကျပါဘူး။ဟုတ်တယ်။နော်။ AAC စနစနကြမှာအဖြေထွက်မယ်ဆိုလို့ရှိရင်ဖိုးညောင်းသားကိုသွားပြီးတော့မှတောင်းရအောင်ဆိုလို့ရှိရင်အဖြေမှန်ပြောနိုင်ပါလေ။ဟုတ်ပါဘူး။ဘယ်လိုမှမဆို။ဟုတ်ပါဘူး။နိုင်ငံရေးကောင်းအောင်ဆိုတော့၃ရက်၄ရက်စနစလို့မရဘူး။ ခချင်းစဉ်းစားအဲ့တော့အဲ့ဗမာပြည်မှာရှိတဲ့အထက်မှာကိုဂျုံကြီးတက်ကိုပက်ပက်သားသားနဲ့အများဆုံးပြောရဲကိုကိုကြီးတို့ကိုကျွန်တော်ဒီနေ့ကလေးစားတယ်ကျွန်တော်လေးစားတယ်နော်အဲ့တော့ဒီကိစ္စမှာကျွန်တော်တို့ဒီမွတ်စလင်ဘာသာဝင်တွေကိုကျွန်တော်တို့ခွဲခြားစဉ်းစားနေတာမဟုတ်ဘူးကျွန်တော်ဗမာပြည်မှာရှိတဲ့မွတ်စလင်ဘာသာဝင်တွေကျွန်တော်တို့မိတ်ဆွေတွေအားကြီးပဲအမေရိကမှာဗမာပြည်မှာဟုတ်ပါနော်မွတ်စလင်ဘာသာဝင်တွေဗမာပြည်သူပြည်သားတွေအတူတကွငင်းငင်းကဒူရှယ်တဲ့နေရာမှာတိုင်းပြည်ရဲ့တိုင်းပြည်ကိုစစ်နေတယ်တလုံးတလုံးမျိုးရလို့ရတယ်ဘာပြဿနာမှမရှိဘူးဟုတ်ကဲ့ ဒါပေမဲ့နော်ကိုလူဖွဲ့စည်းကိုတိဆော့ပြီးတော့မြန်မာနိုင်ငံကြီးကိုကြော်ထွားပြီးတော့မြန်မာနိုင်ငံကြီးကိုအုပ်စီးပြီးတော့တနေ့သောအခါမှာဒီလူမျိုးတွေကိုဝါနှုတ်မယ်ဆိုတဲ့စစ်တပ်မျိုးနဲ့ဒီနိုင်ငံကြီးကိုဘလို့ဘလို့ရောက်ဖောက်ဖောက်ပြီးတော့အာဏာကိုဘလို့သိမ်းမယ်ဗမာပြည်ကိုနောက်ဖြစ်နေရမှာဘာဖြစ်မယ်ဆိုရင်စစ်မှန်တဲ့လို့ရှိခဲ့လို့ရှိရင်တော့ခင်ဗျားတို့အားလုံးရိုဝညာပဲဖြစ်ဖြစ်ဘင်္ဂါလီပဲဖြစ်ဖြစ်ဘာကောင်ပဲဖြစ်ဖြစ်အားလုံးဗမာပြည်ကနေခင်ဗျားတောက်ခွက်သွားမယ်ဆိုတော့ကျွန်တော်တည်ငြိမ်သိပြီးလိုက်ဟုတ်ကဲ့။ပါလို့လဲဆိုတော့ဗမာဆိုတဲ့ဟာ။ဟုတ်ကဲ့။တခိုင်ဆိုတဲ့ဟာ။ဟုတ်ကဲ့။တခိုင်ဗမာဒူဒူပဲ။ဟုတ်ကဲ့ တကယ်ကျွမ်းရခိုင်ပေါ်မှာပါဆိုတာအတူတူပဲဗျဟုတ်ကဲ့ကျူးပါပဲနော်ဘယ်သူမှမခွဲနိုင်ရုပ်ကိုစကားပြောကြည့်ဟုတ်ကဲ့စကားကတော့ပြောနေရုပ်မခွဲနိုင်ဟုတ်ကဲ့ကျွန်တော်တိုင်တန်းတိုင်းသားတွေအားလုံးကျွန်တော်အတူတူပဲဟုတ်ကဲ့တို့တော့နော်ကျွန်တော်တို့ရခိုင်နဲ့ပမာနဲ့ဒီကျွန်တော်ပြောခဲ့တယ်ဘင်္ဂလားဒေ့ရှ်တန်းနေရအိန္ဒိယတန်းထောင်ယောဂီတန်းထောင်မှာအကြမ်းထဲမှာဟုတ်ကဲ့နေပေါင်းပြည်စီရာတီကြောင်းမတော့ကြွေသွားပဲနဲ့ ဒီနေ့ယက်တိနိုင်နဲ့ထုတ်ချအာနာပိုင်ဖြစ်နေယက်တိနိုင်နေတယ်ဆိုတာကကျွန်တော်တို့လူမျိုးမှာအာတာတယ်ရှိလို့ကျွန်တော်တို့ဗမာဆိုတဲ့လူတွေကအယိုးကျဲ့ယိုးဝဲယိုးကျွန်တော်တို့ကစားပြလို့ရှင်ပဆောင်ထဲမှာဝါးကြိတ်လိုက်ရမှကျွန်တော်တို့လူတွေကအားရဗမာဟုတ်လားမဟုတ်လားဆိုတာခင်ဗျာသူဟင်းစားခင်းစားနေတဲ့အချိန်မှာဘယ်ကောင်မှအယိုးထုံးပြင်ဘူးအယိုးဆုံးဒါပဲပဆောင်ထဲဝါးကြိတ်လိုက်အဲ့လိုစိတ်ဓာတ်မာတဲ့လူတွေကဟုတ် ဘယ်လိုပေါ့လက်အောက်မှာလက်မခံဟုတ်အဲ့လိုလူမျိုးတစ်မျိုးရှိတဲ့နိုင်ငံမှာအဲ့လိုစခိုင်းနေပမာရှိတဲ့နိုင်ငံတကာမှာဘယ်တော့မှကျွန်တော်တို့နိုင်ငံကလူမျိုးကိုပျောက်ကွယ်သွားအောင်မဆော်ရလို့မရဘူးကျွန်တော်တို့အဲ့ဆော်ကောင်းမှုထောက်ခံတဲ့ဘယ်နိုင်ငံကြီးကောင်းအောင်မှကျွန်တော်လက်မခံဘယ်ဆိုးအောင်မှကျွန်တော်လက်ခံမှာမဟုတ်ဘူးဟုတ်တယ်နော်အဲ့တော့ဗမာတက်မတော်ရတဲ့ဒီကိစ္စမှာလက်ပတ်ကြည့်နေတော့ကျွန်တော်မထင်ဘူး။တရားမျက်မှန်ရတာဖြစ်အောင်လုပ်ပေးပါဒီကိစ္စကိုဟုတ်ကဲ့နော်။အဲ့တော့ကိုကိုကြီးရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုရှင်းလင်းအောင်အကောင်းဆုံးနေလေ။ဒါကိုထောက်ခံစေခြင်းနဲ့ဟုတ်ကဲ့ ရေကုန်နှုတ်ပိနေတဲ့နိုင်ငံရေးခေါင်းဆောင်တွေပြည်တွင်းပြည်ပဟုတ်ကဲ့အားလုံးကနိုင်ငံရေးခေါင်းဆောင်တွေအားလုံးကိုလေဟုတ်ကဲ့ကျွန်တော်သတိပေးချင်တယ်နိုင်ငံရေးခေါင်းဆောင်ဆိုတာကိုပြည်သူဒုက္ခရောက်နေချိန်မှာကိုပြည်သူလူလူကိုတိုင်းသားတွေအကျိုးစီးပွားကိုနံပါတ်၁ကြည့်ပါဟုတ်ကဲ့နိုင်ငံတကာမှာဒီမိုကရေစီလုပ်ခွင့်ကြီးကမ္ဘာကြီးကကြွားဖြစ်နေပြီဆိုပေမဲ့လေကျွန်တော်တို့ထိုင်းမှာဗမာတွေဒီလိုသွားလို့လို့ရပါဟုတ်ကဲ့။အမအောင်ခိုင်းမှာ၆တန်းရှိတယ်။ဟုတ်ကဲ့။ခိုင်းလူမျိုးတန်း90ပဲရှိတယ်။ဟုတ်ကဲ့။ အဲ့ထောက်တန်းတော့ဗမာတွေကထိုင်းမှာထိုင်းကရွာတွေမှာထိုင်းကလို့တပြူမှာသွားပြီးတော့ကျွန်တော်တို့ဘီးတွေရှုပ်ပြီးတော့ထိုင်းထိုင်းတွေတိုက်ရိုက်ခဲ့ကြတွေအားလုံးရှိတာအဲ့လိုတော့ဗမာတွေကနေပြီးတော့ထိုင်းလူတွေရွာတွေကိုတိုက်ပြီးတော့ရိုက်ပြီးတော့ဘီးရှုပ်မှာဆိုလို့ချင်းထိုင်းစစ်တပ်ကမလုပ်လိုက်မယ်ဆိုတော့စိတ်ကူးတော့ငြင်းရမလို့ဘူးအကုန်လုံးပို့ထိပ်ပြလိုက်ဟုတ်ကဲ့ကျွန်တော်တို့ဒါဘူဒီမှာရှိတဲ့ထိုင်းစင်းကိုဗမာကျောင်းသားများဆွမ်းရင်ညစ်တင်ရေးအခွဲဆိုတဲ့လူအခွဲရနေပြီလွန်ခဲ့တဲ့7နှစ်လောက်ကတန်ယုံစီပြီးတော့ဗမာတန်ယုံစီဆက်တဲ့ပဲ တော့ပြီးတော့စီးတဲ့ခါမှာအဲ့ဗမာဆေးရောက်ပဲအလောင်းတွေကိုထိုင်းစက်ကဘလို့ရှင်းပြခဲ့တယ်ဆိုတော့အလုံးမှတ်မိပါလေသူများနိုင်ငံမှာဗမာတွေအဲ့လိုတော့လုပ်လို့များခဲ့ဘူးအဲ့တော့ကျွန်တော်တို့ဗမာပြည်မှာလည်းဘယ်သူမှမလုပ်ရအောင်မဟုတ်ဘူးဟုတ်ကဲ့အမေရိကန်မှာလည်းဒီလိုလိုမရဘူး။အားကြီးနိုင်ငံတကာအမြင်နဲ့လူခွင့်အမြင်နဲ့ကျွန်တော်ကြည့်လို့မရဘူး။ဟုတ်ကဲ့နော်။အမေရိကန်မှာလည်းဘယ်တော့မှလက်မခံဘူးဒီကိစ္စ။ဟုတ်ကဲ့။တမနာဥပမာဆိုရတယ်ဘယ်တော့မှလက်မခံဘူး။ဟုတ်ကဲ့။ဘာလို့လဲဆိုတော့နိုင်ငံတကာမှာ ဘလောက်ပဲလူခွင့်ရေးစတန်မိုးတွေဒီဇိုင်းဆန္ဒတွေရှိတော့တယ်ကိုပြည်သူပြည်သူတိုင်းသားတွေအချိုးကြီးပေါ့ပထမချက်တည်ပြရတယ်ဆိုရတောင်းတာအစိုးရမှာပေါ့နိုင်ငံရေးတိုက်ခတ်မှာပေါ့ဒါဒီပထမတောင်းဖြစ်ဟုတ်တယ်တေယောပီကြီးကနိုင်ငံတကာဆိုရှယ်လစ်ဝါဒကြီးနိုင်ငံတကာအလို့သမားလူနန်းသားကွန်မြူနတီဝါဒကြီးကိုဆွဲကင်ထားတဲ့ကျွေးကြော်ခဲ့တယ်နောက်ဆုံးမှဘာဖြစ်သွားလဲဆိုတော့တေယောလူမျိုးကောင်းသားကြီးဆိုတဲ့မျိုးသားကြီး nationalism ဘက်ကိုတိုက်သွားပြီးတိုင်းတို့တိုင်းကြီးဂျီဝေါအောင်ဆိုပြီးတော့သူရဲ့ဘဝလို့ကွန်မြူနတီပါတီရဲ့အကောင်လုံးက ောက်ခိုင်းဆုံးခွာပြီးတော့ပြိုးပြကောင်းစားရေးဆိုတဲ့ဟာကိုလိုက်ခဲ့တယ်ဆိုတာဒီနေ့အကောင်းဆုံးရှင်းနေတာပဲဟုတ်တယ်အော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလည်းနိုင်ငံရေးကောင်းဆောင်တွေကျွန်တော်တို့ကိုတက်တည်တဲ့နိုင်ငံရေးမဟာကောင်းဆောင်ကြီးအကုန်လုံးကိုကျွန်တော်ဒီနေ့ညနေသတိပေးလိုက်တယ်။ပနာမစည်းနေပါနဲ့ဒီကိစ္စပြပက်သားရက်တီပါ။ဟုတ်ကဲ့။ဟောကျွန်တော်တို့တိုင်းတိုင်းသားတွေဒီဘောရောနေမမှန်ကန်ဖြည့်ရှင်းပေးပါ။ဒီရိုဟင်ဂျာဇိုးတွေငံကလေးဇိုးတွေကိုဘလို့ဖြည့်ရှင်းရမလဲဆိုရင်အမှန်အားလုံးအစိုးရရောတိုက်ခိုင်အောင်အမြန်လုံးဒီကိစ္စကိုဆုံးဖြတ်ပေးပါ။ဟောကျွန်တော်အဲ့တော့တောင်းဆိုလိုက်ဟုတ်ကဲ့ကျေးဇူးပါ